ultrasound x-ray ct mri စသည်ဖြင့်လူတွေအလွယ်ခေါ်နေကြတဲ့ဓာတ်မှန်ရိုက်တယ်ဆိုတာတွေကဘာတွေတစ်ခုနဲ့တစ်ခုကွာခြားလာလဲဘာလို့ရရရလဲဆိုတာကိုဆရာမဒီနေ့ဗီဒီယိုလေးမှာအများပြည်သူသိရှိနားလည်အောင်အတွက်ရှင်းပြပေးပါမယ်ရှင်ပထမဆုံးအနေနဲ့ x-ray ဓာတ်မှန်ရိုက်တာကိုရှင်းပြပေးပါမယ် X-ray ရိုက်တယ်ဆိုတာကဓာတ်ရောင်ကြီးကိုအသုံးပြုပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့ပုံရိပ်တွေကိုဖမ်းယူတာပဲဖြစ်ပါတယ်။များသောအားဖြင့် အယိုးကိုတက်မှန်ရိုက်ချင်တာမျိုးဆိုရင် X-ray နဲ့ရိုက်ရတာဖြစ်ပါတယ်။အယိုးကျိုးတာမျိုးတွေရှင်ဘက်အဆုတ်မှာပြဿနာဖြစ်တာမျိုးတွေသွားနဲ့ဆိုင်နဲ့ပြဿနာဖြစ်တာမျိုးတွေဆိုရင် X-ray ကိုရိုက်ရပါတယ်။ဓာတ်ရောင်ကြီးထိတွေ့မှု ရှိတဲ့အတွက်ကြောင့်မို့တချို့ကိုဝင်ဆောင်အမျိုးသမီးတွေမှာဆိုရင် ဖြစ်နိုင်ရင် X-ray ရိုက်တာကိုရှောင်ကျဉ်သင့်ပါတယ်။နံပါတ်၄က ultrasound မှာ ultrasound ကကြတော့ချိန်နှုံးမြင့်အတန်လိုင်းတွေကို အသုံးပြုပြီးတော့ ပုံရိပ်တွေကိုဖမ်းယူလာပဲဖြစ်ပါတယ်။ညာတော်အဖြစ်ပဲနေရာတွေမှာအသုံးပြုလဲဆိုတော့ကိုဝင်တဲ့မိခင်တွေဒီကိုတွင်းမှာ ကလီစာတွေကိုကြည်ကျတဲ့အခါမျိုးမှာနှလုံးနဲ့ပတ်သက်တာတွေ soft tissue လို့ခေါ်တဲ့ပေါ့နော်အဲကျွန်တော်တို့နူးညံ့တဲ့ tissue အသားစားတွေအတွက်ကို ultrasound ရိုက်ပြီးတော့ကြည့်ရပါတယ်။သူ့ရဲ့ကောင်းကျိုးကကြတော့သူကဓာတ်ရောင်ကြီးမပါတဲ့အတွက်ကြောင့်မို့ လူကိုထိခိုက်တာနည်းပါတယ်။နံပါတ်3 MRI မှာ MRI ကတော့အရှိခေါက် Magnetic Resonance Imaging လို့ခေါ်ပါတယ်။သူ့ဒီတန်လိုက်ဆက်ကွင်းအားကိုအသုံးပြုတယ်။ရေဒီယိုလိုင်းတွေကို အသုံးပြုပြီးတော့ပုံရိပ်တွေကိုအသေးစိတ်ဖမ်းယူတာပဲဖြစ်ပါတယ်။ဘလူးအခြေအနေမျိုးတွေမှာ MRI ရိုက်ရလဲအသုံးပြုလဲဆိုရင်တော့အုံနောက် ကြော်ယိုအယိုးအဆစ်တွေနဲ့ soft tissue လို့ခေါ်တဲ့နေရာတွေကျူမာကင်ဆာအကျိတ်တွေအတွက်ကို MRI ကိုရိုက်ရပါတယ်။ကောင်းချက်ကကြတော့သူကအရန်ကို အသေးစိတ်ကြပြီးတော့ ပုံရိပ်ကိုကောင်းကောင်းမွန်မွန်မြင်ရတာမျိုးရှိပါတယ်။သူဒီလဲဓာတ်ရောင်ကြီး မပါပါဘူးဓာတ်ရောင်ကြီးမတင်ပါဘူး။စိုးကျိုးနေနဲ့ပြောရမယ်ဆိုရင်တော့အမာရိုက်တာအလွန်ဈေးကြီးပါတယ်။သူဒီရိုက်တဲ့အခါမှာလဲစူညံနေပေါ့နော်လူနာက လောက်ဖြစ်တဲ့စူညံနေဆိုတာကိုခံစားရပါတယ်။ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာ metal implants လို့ခေါ်တဲ့အယိုးကျိုးလိုပဲဖြစ်ဖြစ်တတ်တူချောင်းထည့်ထားတဲ့ဒူရီဆိုရင်တော့ MRI ကိုရိုက်လို့မရပါဘူးရိုက်ဖို့မတင်တော့ပါဘူးရှင်နောက်ဆုံးတစ်ခု CT scan အကြောင်း ရှင်းပြပေးပါမယ် CT scan ဆိုတာကတော့ computer tomography ပါ X-ray လို့ခေါ်တဲ့ဒီဓာတ်ရောင်ခြည်တွေနဲ့ပုံရိပ်ကို 3D ပုံရိပ်ပေါ်အောင်လို့ရိုက်သေးတာမျိုးပဲဖြစ်ပါတယ် များသောအဖြစ်ကတော့ဥကောင်းမှာထိခိုက်ဒဏ်ရာရတာမျိုးတွေကိုတွင်းပိုင်းသွေးယိုစိမ့်မှုတွေကင်ဆာရောဂါတွေတွေနဲ့ရင်ဘတ်နဲ့ဒီဝမ်းတွင်းပိုင်းမှာပြဿနာရှိတဲ့သူတွေအတွက်က CT scan ရရပါတယ် ကောင်းတဲ့အချက်ကသူဒီမြန်လဲမြန်နဲ့နောက်ပြီးတော့ x-ray ထပ်ပို့ပြီးတော့အသေးစိတ်တိတိကျကျညင်ရပါတယ်။သူဒီဆိုးတဲ့အချက်ကတော့ဓာတ်ရောင်ကြီးဖြစ်တဲ့တော့ကြောင့်မို့ရိုးရိုး x-ray ထပ်ကိုပို့ပြီးတော့ဓာတ်ရောင်ကြီးထိတွေ့မှုကများနိုင်ပါတယ်။ဒါဆိုရင်တော့ဆရာဝန်တွေတက်မှန်ရိုက်ခိုင်းတဲ့အခါမှာဆိုရင်တက်မှန်ရိုက်ရတာက x-ray လား ultrasound လား MRI လား CT လားဆိုတာကိုကြည့်ပြီးတော့ဘယ်လိုကွာခြားရလဲဆိုတာကိုအခုသိရှိနားလည်သွားပြီလို့ထင်ပါတယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာ Grace ပါ